လာမယ်မင်္ဂလာပါဒီနေ့ဂျွန်လ16ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထက်ကတကိတ်ထိတ်စီးတည်င်းတစ်ခုအနေနဲ့ပထမဆုံးကျွန်တော်တင်ပြချင်တယ်အဲ့ဒါကဒေါ်အောင်ဆန်းစုကြည်ရဲ့တည်င်းစကစကမဲလိန်လေတဲ့ဆိုပြီးမှသူ့ကိုဖမ်းထားတာဖြစ်တယ်ဆိုတော့သူ့ကိုဖမ်းထားတာဟာအမြင်ကပုံမှန်နဲ့တရားစွဲတယ်နှစ်ပေါက်များစွာအဲ့ဒီမှာထောင်ချနိုင်အောင်အတွက်အမှုပေါက်များစွာအဲ့ဒီမှာတင်ပြီးတော့စွဲတာဖြစ်တယ်သူတို့ရဲ့အဓိကပြစ်မှတ်ကမဲလိန်လို့ နော်အဲ့ဒီအမှုနဲ့သူတို့တို့သူတို့ကဖမ်းတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီအမှုအပြင်နောက်ဆက်တွဲရဆိုလို့ချင်းအမှုပေါက်မြောက်များစွာနဲ့သူကတရားရင်ဆိုင်နေရတယ်ဆိုတော့တရားရင်ဆိုင်တဲ့နေရာမှာဘယ်သူမှသွားလို့မရဘူးအဲ့ဒီဟာကိုစက္ကစကသူတို့လုတ်တဲ့လုတ်ရက်တွေအားလုံးကိုနေပြီးတော့ဖုံးဖီးထားတယ်ဒါပေမဲ့ဒီနေ့တည်င်းတဲ့ပုတ်ထွက်ပေါ်လာတယ်အဲ့ဒါက CCTV CCTV ရဲ့မှတ်တမ်းဖြစ်တယ်ဆိုတော့အဲ့ဒီမှတ်တမ်းကဘယ်သူဖော်ပြလဲဆိုလို့ရှိရင်တော့ The Guardian The Guardian ဆိုတဲ့တည်င်းဌာနကနေပြီးတော့ ဒီလှုပ်ဝဲထားတဲ့ဒီဗီဒီယိုဖိုင်ကပေါက်ကြားတဲ့ခုလူမှုကွန်ရက်ပေါ်မှာကျွန်တော်တို့တွေ့ရနိုင်မယ်အခုကျွန်တော်ဒီအပေါ်မှာတင်ထားပေးတယ်အဲ့ဒီဗီဒီယိုဖိုင်ကအသံမပါဘူးနော်အသံမပါဘင်းနဲ့ရိုက်ထားတဲ့ CCTV ဗီဒီယိုဖြစ်တယ်ဆိုတော့ဒီဗီဒီယိုကိုတတိယမီဒီယာတိုင်းမှာကျွန်တော်တို့တွေ့ရနိုင်မယ်လူမှုကွန်ရက်ပေါ်မှာတော်တော်ကိုပြတ်နေတဲ့တကယ်ရေပန်းစားတဲ့တတိယတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်သူအမှုရင်ဆိုင်တဲ့တတိယတစ်ခုဖြစ်တယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်သူ့ရဲ့အသက် 80ပြည့်တဲ့နေ့မှာဆိုလို့ရှိရင်တော့ဗီဒီယိုဘောင်းသူ့ကိုမွေးနေ့လက်ဆောင်เนาะအဲ့လိုမျိုးမွေးနေ့အမှတ်တရပြောတဲ့ဗီဒီယိုဘောင်း campaign ခုကိုလုပ်တယ်เนาะအဲ့ဒီမှာ8000เนาะ8000ပြည့်ဖို့အတွက်သူတို့ကရာထားချက်လုပ်တယ်လုပ်ပြီးမှအဲ့ဒီဗီဒီယိုဖိုင်ကိုအကုန်လုံးလက်ခံတယ်လက်ခံပြီးတော့ကျွန်တော်တို့တင်ပြတာအကောင်ပြေးသွားတယ်ဒါပေမဲ့ဆက်လက်ပြီးတော့တင်လို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီ campaign ကိုလုပ်တဲ့လူတွေကဆက်လက်ပြီးတော့လက်ခံနေတုံးပဲ เนาะဒါပေမဲ့ရှစ်တောင်းကတော့ပြည့်သွားပြီဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့အသေးမီဒီယာမှာကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူကထောင်ထက်မှာဘလို့နေရလဲဆိုလို့ရှိရင်เนาะနေလေစာနော်နေလေစာကျွေးတယ်နေလေစာကျွေးတဲ့ဟာကသူကဓမင်းနှစွန်းလောက်သူစားတယ်ကျက်သားတွေအသားလုံးဟင်းချိုနောက်တစ်ခုကချောကလက်နှစ်တုံးပြီးလို့ရှိရင်တော့ငါကမောက်တီစသဖြင့်ဒီအနေငယ် တွေကိုနေပြီးတော့သူတို့ကိုကျွေးတယ်နော်သူတို့ကိုကျွေးတယ်သူတို့လို့ပြောတဲ့ခါမှာတော့အောင်ဆန်းစုကျင်နဲ့တမ်တာအိုးမြင့်ဒီဗီဒီယိုမှတ်တမ်းမှာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့မနေ့စာတွေကြတော့အောင်ချက်ဦးကျော်နဲ့သူတို့ကျွေးတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာ highlight လုပ်ပြီးတော့အထူးတလည်အဓိကအဖြစ်တော့ဒီ CCTV မှတ်တမ်းမှာဆိုလို့ရှိရင်ဒီစကတ်စကဖုံးပြထားတဲ့ဗီဒီယိုမှတ်တမ်းတွေဖြစ်တယ်ဒါပေမဲ့အခု The Guardian ကဒီ CCTV ကနေပြီးတော့ရရှိထားတဲ့ဒီဗီဒီယိုမှတ်တမ်းကိုဖောက်ချလိုက်တယ်နော်ဖောက်ချလိုက်တယ်အဲ့ဒီပြတော့ပေါက်ချတဲ့သတင်း နောက်ဗီဒီယိုမှတ်တမ်းတစ်ခုအနေနဲ့ကျွန်တော်တို့လူမှုကွန်ရက်ပေါ်မှာသတင်းမီဒီယာလောကမှာကျွန်တော်တို့မကြည့်ချင်တာကအဆုံးကျွန်တော်တို့တွေ့ရနိုင်မှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီအီရန်နဲ့အစ္စရေးအီရန်နဲ့အစ္စရေးကတော့တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတယ်။အဲ့ဒါကိုနေပြီးတော့ပထမကကျွန်တော်တို့သိတဲ့အတိုင်းပဲ နော်อิสราเอลနဲ့อิหร่านလို့ပြောတာထက်နော်อิหร่านနဲ့อเมริกาနဲ့ပြောလို့ရှိရင်ကျွန်တော်တို့ပို့လို့မှန်လိမ့်မယ်။ဘာဖြစ်ဆိုတော့ဒီอิสราเอลရဲ့နောက်ကွေမှာဆိုလို့ရှိရင်တော့อเมริกาရှိတယ်။อเมริกาကမင်းစင်းမပြပဲနဲ့ဘယ်တော့မှဒီอิหร่านကိုတိုက်လို့မရဘူး။ခမေနီလို့ခေါ်တဲ့ကျွန်တော်တို့ဒီอิหร่านရဲ့တကက်ခေါင်းဆောင်ကိုတတ်ဖို့အတွက်နော်ဂျန်စီတဲ့အခါမှာဒီอิสราเอลကอเมริกาကိုသွားပြီးတော့အတိပေးတယ်။ဆိုတော့อเมริกาကဒီသမ္မတဒေါ်နယ်ထရမ့်ကလုံးဝอิหร่านရဲ့ထုခေါင်းဆောင်ကိုနေပြီးတော့ လောက်ချန်ဖို့လုံးဝအခွင့်မပေးဘူး။ဒါကိုကြစ်ချစ်အားဖြင့်အမေရိကနဲ့ဖြစ်တွေ့လို့အတက်ပြောနိုင်တယ်အတက်ပြောနိုင်တယ်ဆိုတော့ဒီနေ့ကတော့ type block ပေါ်လာတယ်เนาะ G7 အစည်းအဝေးမှာသူသွားတယ်။သွားတဲ့ဟာကိုအရေးပေါ်ပြန်လာတယ်။မြို့သားလုံခြုံရေးအစည်းအဝေးကိုသူတို့လုပ်တယ်เนาะအဲ့ဒီအမေရိကကလုပ်တာ။ဆိုတော့အပူတစ်ပြင်းလုပ်နေရတယ်เนาะအပူတစ်ပြင်းလုပ်နေရတယ်။အခုကသမနာထရန့်ကဘာပြောလဲဆိုလို့ရှိရင်ဒီ Iran ဟာဆိုလို့ရှိရင်ချွန်းချဲမရှိเนาะချွန်းချဲမရှိလို့ပြောထားတယ်เนาะလက်နက်ချဖို့ သူကပြောတယ်ဆိုတော့အီရန်ကလည်းပြောတယ်အခုကောင်းဆောင်ကမ္ပဏီကပြောလို့ဆိုတော့လုံးဝစစ်ဆဲဆွနေဖို့လက်နက်ချပါလုံးဝမရှိဘူးဆိုတော့ဒီနေရာကိုပြန်ပြီးတော့ချိန်မယ်နော်ဒီနေရာကိုပြန်ပြီးတော့ချိန်မယ်ချိန်တဲ့ခါကျတော့သမရထရန့်ကဒီပူတင်ကိုနေပြီးတော့ပြောတယ်ပူတင်ကငါ့ကိုချောက်တယ်တဲ့နော်အခုတက်တိပူတင်ချနေလို့ပဲနေပြတော့မချောက်ဘူးနော်မချောက်ဘူးဆိုတော့ तू ကတော့လေလုံးပဲအဲ့ပြတော့လေလုံးပဲဟုတ်လားမဟုတ်လားဆိုတော့ကျွန်တော်တို့ပြန်ချိန်တာနော်သူ့ရဲ့ background ကိုပြန်ချိန်တာဆိုတော့ तू ပထမသက်တမ်းကိုပြန်ပြီးတော့ချိန်မယ်နော်ပထမသက်တမ်းမှာဒီ မြောက်ခိုရီးယားကဆရာကြီးခန့်ကျုံကိုလည်းပြီးတော့သူပြောတယ်ငါအဲ့ဒါကိုမင်းလက်နဲ့ချရမယ်မင်းတို့ဒီယူကရီးယားလက်နဲ့ဒီကိုနေပြီးတော့ဆွန်းရမယ်ဆိုပြီးတော့သူတွေ့တယ်နှစ်ချိန်တွေ့တယ်เนาะသူကိုချင်းချောက်တယ်เนาะဘလို့ဖြစ်မယ်ဘာဖြစ်မယ်သူခန့်ကျုံဟုတ်တော့မဟုတ်ဘူးအခုတက်ထစ်တီတိုင်းပဲเนาะလုံးဝသူလက်လျှော့လိုက်ရတယ်เนาะလက်လျှော့လိုက်ရတယ်နောက်တစ်ခုအစ္စရေးနဲ့အခုအီရန်နဲ့เนาะကျွန်တော်တို့ဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ ဒီအီရန်ကိုဘာပြောပြန်လဲဆိုလို့ရှိရင်လက်နဲ့ချပါဆိုတော့သူပြောတယ်ဆိုတော့အီရန်ကဘာပြောလဲလုံးဝလက်နဲ့ချစရာအကြောင်းမရှိဘူးအခု အမေရိကရဲ့စစ်ရဲ့ပြစ်မှတ်တွေကိုပြစ်ဖို့တောင်းမှသူလုံနေပြီအခု အစ္စရေးကိုနေပြီးတော့အသံထက်မြန်တဲ့ဒီလက်နဲ့တွေနဲ့အီရန်ကနေပြီးတော့တိုက်ခိုက်တာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အီရန်ကတော့ထိခိုက်မှုတွေရှိတယ်သူတို့ကတော်တော်ကို အဲအချင်းနဲ့တဲ့ပုံစံတော့ရှိတယ်။ဘာဖြစ်ဆိုတော့ပထမနေ့မှာတိုက်တဲ့ခါကျတော့နျူကလ িয়ার နဲ့ပတ်သက်တဲ့လူ6ယောက်သေတယ်။အဲ့ဒီအနျူကလ িয়ার နဲ့ပတ်သက်တဲ့အဓိကနေရာတွေကိုထိတယ်ပြီးလို့ရှိရင်တော့တည်င်းကျင်ညာနေတုံးမှာပဲ။နော်အဲ့ဒီမှာတကက်လက်နက်ကြီးတွေချပြီးတော့အဲ့ဒီတည်င်းကျင်ညာတဲ့မင်္ဂလိယာဆိုလို့ရှိရင်ရက်သွားတယ်။အဲ့ဒီမှာ2ယောက်သေတယ်။2ယောက်သေတယ်အတီအတန်ခွန်းဌာနကအဲ့ဒါကတကက်ဒီအီရန်ရဲ့ အငင်ပိုင်းရုပ်တံဖြစ်တယ်နော်ရုပ်တံဖြစ်တယ်ချက်ချင်းရလိုက်ရတယ်အခုကျွန်တော်တင်ထားပေးတယ်ဒီဟာကိုလည်းကျွန်တော်အတန်ဖြောက်ထားတယ်ဘာဖြစ်ဆိုတော့အဲ့ဒီမှာပုံစံတအားကျဲတယ်ကျဲတဲ့ခါကျတော့ကျွန်တော်တို့ဒီဗီဒီယိုတွေကိုဒီလူမှုကွန်ရက်ပေါ်မှာတင်တဲ့ခါကျလို့ရှိရင်တော့သူတို့ဖြတ်တောက်တာတွေရှိတယ်အဲ့ဒါကြောင့်ကျွန်တော်အတန်ကိုဖြောက်ထားတယ်နော်ဒါပေမဲ့အကုန်လုံးကတော့တပုံစံထဲပါပဲနော်တပုံစံထဲပါပဲဆိုတော့အညာတုံးပါပဲနော်အဲ့လိုဘုံကနေပြီးတော့တက်တက်ကြတဲ့ခါကျတော့အဲ့ဒီမှာအစာအနတ်တွေအကုန်လုံးမိခိုးတဲ့ကောင်းချုံသွားတယ်အဲ့ဒီညာနဲ့မိင်္ဂလာရလဲထွက်ပြေးသွားတယ်နော်ထွက်ပြေးသွားတယ်ဆိုတော့ Iran နဲ့ အခုအမေရိကန်နဲ့လို့ပြောလို့ရတယ်နော်ပြောရလို့ရတယ်အခုဒေါ်နယ်ထရန့်ကအခုပေါ်ပေါ်တင်ပြောလာပြီနော်လက်နဲ့ချဖို့နော်လက်နဲ့ချပါမင်းချွင်းချင်းမကြည့်လက်နဲ့ချပါလို့ပြောတယ်ဒါပေမဲ့အီရန်ကလည်းလုံးဝလက်နဲ့ချဖို့အစီအစဉ်မရှိဘူးနော်သူတို့ကိုတိုက်ခိုက်မယ်ဆိုတဲ့ဟာကိုအခုလုံနေတယ်နော်သူလည်းအမေရိကန်ရဲ့စစ်ရေးပြစ်မှတ်တွေကိုတိုက်ဖို့တက်သူလုံနေတယ်ပြီးလို့ရှိရင်တော့ပထမဆုံးတိုက်တဲ့နေ့မှာပဲဒီအီရန်ရဲ့စစ်ဗိုလ်ချုပ်ကြသွားတယ်အစ်စ်တယောက်ကိုထတ်တင်တယ်အခုအစ်စ်ကတော့ခုနကအီရန်ရဲ့ ကဲခေါင်းဆောင် company ရဲ့အနည်းကလူတယောက်ကိုပြန်ပြီးတော့ဒီစစ်ဘုတ်ချုပ်ကိုခန့်တယ်ခန့်တဲ့နေ့မှာပဲပြန်ပြောင်းပြန်ပြီးတော့တတ်လိုက်တယ်ဆိုတော့အခုဒိုနယ်ထရန့်ကပြောလဲဆိုလို့ရှိရင်တော့ဒီအာဂါတာယင်ကိုအကုန်လုံးခေါင်းကွင်ရဲ့မှာအကုန်လုံးထိန်းချုပ်ထားပြီးပြီအဲဒါကြောင့်မင်းတို့လက်နဲ့ချပါနော်လက်နဲ့ချပါပြီးလို့ရှိရင်တော့အဲ့ဒီခေါင်းဆောင်ကိုဘယ်နေရာမှာရှိတယ်ဆိုတာတို့အတိအကျရှိတယ်အခုလောလောဆယ်တော့နော်တို့လွှတ်ထားပေးနေတော့မယ်ဆိုတဲ့ဟာကိုအဲ့ဒါဟင်းစိန်လုံးပဲအဖြစ်ပြက်မြုပ်ကိုခံရလိမ့်မယ်ဆိုပြီးတော့ဒီ ထရမ်တော့ဒေါ်နထရမ်တော့ကျွန်တော်တို့ချင်းချုပ်တာကိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်။ဟိုဘက်ကဘလောက်ထိလိုက်နိုင်တယ်မလိုက်နိုင်ဘူးဆိုတော့ကျွန်တော်တို့ကြည့်ရသေးတာပေါ့နော်။နောက်တစ်ခုကကချင်ပြည်နယ်ဖားကတ်မှာဆိုလို့ရှိရင်တော့ဒီမော်စီရောမှာတက်မှာ33ရက်ကိုစီအုစုချုပ်ဘုံမူကြီးပြုစော်တန်းဟာဆိုလို့ရှိရင်တည်ဆုံသွားတယ်။အဒီမှာတပ်သားအယောက်ပေါင်း20ပါတယ်။အဲ့ဒီတည်င်းကလည်းမနေ့ကကျွန်တော်တို့တက်လာတဲ့တည်င်းတစ်ခုဖြစ်တယ်ဆိုတော့ဒီနေ့ဆက်ပြီးတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်။နောက်တစ်ခုကဒီကိုတိုင်းမင်းလှမှာဆိုလို့ရှိရင်နော်စင်အိုးချောင်းပေါက်မှာဆိုလို့ရှိရင်ဒီတက်တာအင်အား60နဲ့စစ်ကြောင်းထိုးလာတယ်အဲ့ဒါကမာလာဖက်ကပေါ့နော်။ဒီစ ကစားခဲ့တာအဲ့ဒီမှာတိုက်ပွဲတွေအကြီးကြီးဖြစ်တယ်ဆိုတော့အဲ့ဒီမှာဘုံမှုတယောက်အပါဝင်20ကျတယ်နော်20ကျတယ်အဲ့ဒါကကျွန်တော်တို့မင်းလာမှာဖြစ်ဖြစ်တဲ့အဖြစ်အပျက်နောက်တစ်ခုကကျွန်တော်တို့မြန်မာနိုင်ငံမှာ COVID-19 ဟာဆိုလို့ရှိရင် ခုဆက်တဲ့လူကအယောက်ပေါင်း100ရှိပြီเนาะအဲ့ဒီမှာเนาะတယောက်သေးတယ်เนาะတယောက်သေးတယ်ဆိုတဲ့ဟာကိုလေဒီနေ့တတိမီဒီယာမှာတွေ့ရတယ်အခုထိုင်းတော့ပါလို့ဆိုလို့ရှိရင်တော့တောင်းနေချီတော့ကျွန်တော်တို့ခုဆက်မှုတော့ရှိတယ်မြန်မာနိုင်ငံမှာလည်းရာကနန်းရှိနေပြီเนาะအဲ့ဒီထက်မှာမတယောက်ဆုံးရှုံးသွားပြီเนาะအသက်ဆုံးသွားပြီဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်ဒါလည်း view size ရာတတိတပုတ်နေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ် COVID-19 ခုဆက်ပြီးတော့စေယုံစိတ်ခန့်တွေမှာလောက်တဲ့အဖြစ်ပြက်တွေကျွန်တော်တို့သတိရဖို့လိုတယ်အောက်ဆီဂျင်တွေမှာလောက်လို့အောက်ဆီဂျင်ရဲ့ပြဿနာကြီးကြီးခံရတဲ့เนาะအချိန်ခါမျိုးတွေ ကျွန်တော်တို့ပြန်လေတတိယဖို့လုပ်တယ်ပြီးလို့ရှိရင်တော့အဲ့ဒီ covid-19 ဖြစ်တော့ကနော်ဒီသူဆက်တွေတော့မှအသစ်ဆောက်ရတဲ့အဆင့်အထိနော်တောင်းပန်ရဖို့အလောင်းတွေဖြစ်ရတဲ့အထိနော်ဖြစ်ခဲ့တဲ့တန်ခါးတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့တော်တော်ကိုယူဆိုင်ရမယ်နော်ယောဂတမျိုးဖြစ်တဲ့ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့သတင်းမီဒီယာမှာတတိပေးတဲ့အနေနဲ့ဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကရန်ကုန်တိုင်းအင်းစင်မြို့နယ်မှာရှိတဲ့မြေထား disease စက်ကောင်း စိတ်ဝင်ဒီမှာဆိုလို့ရှိရင်တော့အငိမ့်စားဝင်ထမ်းတွေနေတဲ့နေရာတွေရှိတယ်အဲ့ဒီနေရာကိုဒီစက်ကစက်ကနေပြီးတော့အလုံးဖြတ်လိုက်မယ်နော်အင်ချီပေါင်းနေရာအထိဖြတ်စီခိုင်းတယ်ချွေးခိုင်းတယ်တလခွင်းတောင်းတယ်ခွင်းမပေးဘူးဆက်လိုက်ပြီးတော့သူတို့ဖြတ်စီဖို့အတွက်လုပ်နေတယ်အခုတို့ဟာသူတို့ဖြက်စီခိုင်းနေတယ်တကယ်တော့ဖြက်စီဖို့ဆိုလို့ရှိရင်တော့သူတို့ကဒီဒီပိုဇာနဲ့ထိုးပြီးတော့เนาะဖြက်စီမယ်ဆိုတဲ့ဟာကိုချိန်ချုပ်ထားတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကရင်ပြည်နယ်ဂျုံတုံးမြို့နယ်မှာရှိတဲ့ဒီ corporate ဒီ အင်ဂျီလမ်းပိုင်းမှာဆိုလို့ရှိရင်တိုက်ပွဲအကြီးကြီးဖြစ်နေတယ်အဲ့ဒီမှာစကားစားအရောက်ပေါင်း20တည်တယ်အဲ့ဒါက9တိုင်းမှာတည်တာနော်ဆိုတော့ကရင်ပြည်မှာလည်းတိုက်ပွဲတွေအကြီးကြီးဖြစ်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကချင်းညင်တော် CB လို့ခေါ်တဲ့ချင်းညင်တော်ဟာဆိုလို့ရှိရင်နေမြေ60ရာခိုင်နှုန်းကိုနေပြီးတော့တိုက်ပိုက်ထားပြီနော်စကားစားဟာလို့ဆိုလို့ရှိရင်လုံးဝမရှိတော့ဘူးအင်းစင်သွားပြီဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်လိုက်တယ်ဆိုတော့ဒီ CB ဟာဆိုလို့ရှိရင်တော့ဒီပီတလိုထုတ်တွေကိုကာကွယ်နိုင်တဲ့တက်စတန်ဒါအာမီအဆင့်တန်းရှိရှိရှိတဲ့ နော်အာမေတခုအနေနဲ့ဖွဲ့စည်းတည်ထောင်ဖို့အတွက်သူလုပ်ထားတယ်ကျင်းထားတယ်အဲ့ဒီမှာ train ထားတယ်တခုတည်းတော့တက်မတော်ဖြစ်ဖို့အတွက်ပြည်သူလူထုကိုနော်လုံးဝကာကွယ်နိုင်တဲ့တက်မတော်တခုဖြစ်ဖို့အတွက်သူတို့ရည်ရွယ်ပြီးတော့ပြင်ဆင်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့သူတို့တင်ပိုက်ထားတဲ့နေမြေတွေကဘာတွေလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမ်ပတ်လက်မတူပီမန်ဒတ်မရာပြီးလို့ရှိရင်တော့ flan နော်ဒီနေမြေတွေမှာဆိုလို့ရှိရင်စကားစားလုံးဝကင်းစင်သွားပြီပြီးလို့ရှိရင်တော့သူတို့ရဲ့ရင်မှန်းချက်ကဘာလဲဆိုလို့ရှိရင်တီတင်ကိုတိုက်မယ်ပြီးလို့ရှိရင်တော့ထန်တလန်ပြီးလို့ရှိရင်တော့ကျွန်တော်တို့အညာကိုဆင်းမယ် နော်တော့ခုမခွေးတို့ဒီခက်မှာပေါ့ဒီ AR ဒီတိုင်းကိုဆင်းမယ်ဆိုပြီးမှသူတို့ရေချက်တို့ကိုဒီမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမယ်နောက်တစ်ခုက AR ဒီတိုင်းလင်းမျက်နှာလင်းမျက်နှာမှာဆိုလို့ရှိရင်တော့တေးကုန်းရွာနေမယ်ရဲစခန်းကိုနေပြီးတော့ AA နဲ့ပူပေါင်းဖွဲ့တွေကနေပြီးတော့အကုန်လုံးဝင်ရောက်ဖိမ့်ပိုက်လိုက်တယ်ဆိုတော့အဲ့ဒီမှာနန်တာခက်ရဲ့ဂျုံပြောမှာရှိတဲ့ခလာရဲ့ နောက်36မှာဆိုလို့ရှိရင်အင်အားအလွန်ကျုံအဲ့ဒီမှာအင်အားတိုးပြီးတော့ခံစစ်ကိုပြင်းနေတဲ့ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမယ်။နောက်တစ်ခုက MNDA နဲ့ SSPP เนาะသူတို့အကြီးအကျယ်နေမြင့်ရင်းပွားမှုတွေဖြစ်တဲ့ဆိုတော့เนาะအဲ့ဒီမှာ SSPP ကနေပြီးတော့เนาะသူတို့ ဒီ MNDAA ကိုနေပြီးတော့ဆုတ်ခိုင်းတယ်ဟိုရနဲ့နန်းပေါင်မှာနေပြီးတော့အဲ့ဒီမှာရှိတဲ့ MND ရဲ့တက်တွေကိုနေပြီးတော့ဆုတ်ခိုင်းထားတယ်ဒါပေမဲ့ဒူရီယာချင်းမြောက်ရှိပြီသူတို့ကဆိုလို့ရှိရင်လုံးဝမဆုတ်ပေးဘူးဒီတိုင်းပဲရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒီပြေတော့ဆွနေမှုမအောင်မြင်ဘူးဒူရီယာချင်းဆွနေတယ်မအောင်မြင်ဘူး MND ကငါတို့တိုက်တယ်ငါတို့ယူမယ်အဲအဲ့လိုမျိုးပုံစံမျိုးနဲ့ကျွန်တော်တို့တွေ့ရတယ်ပြီးလို့ရှိရင်တော့ဒီ MND ရဲ့ထင်းချုပ်ထားတဲ့နေနေတွေမှာเนาะအထုဒေတာတက်မှာဆိုလို့ရှိရင်ခရိုင်က၄ခုတတ်မှတ်ထားတယ်မြို့ကတစ်မြို့တတ်မှတ်ထားတယ်ဆိုတော့ခရိုင်၄ခုမှာကျတော့ ိုကန်เนาะကိုကန်ခရိုင်သူတို့လောက်ထားတဲ့တိန်နီခရိုင်မြို့လို့ရှိရင်တော့မွန်ဂိုခရိုင်ပြီးလို့ရှိရင်တော့ကျွန်တော်တို့လော့ကိုင်မြို့ဆိုပြီးတော့သူတို့သတ်မှတ်ထားပြီးတော့သူတို့အုပ်ချုပ်တယ်ဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်ထားတဲ့အဒီနေရာဒီမှာသူတို့မှတ်ပုံတင်တွေသူတို့လုတ်ပေးနေတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့အဲ့ဒါက MND ရဲ့တင်ပိုက်ထားတဲ့နေမြေတွေကိုအကုန်လုံးအထူးဒေတာတင်မှနေပြီးတော့ထည့်လိုက်တာเนาะထည့်လိုက်တာအဲ့ဒီမှာခရိုင်လေးခုဖွဲထားတယ်ပြီးလို့ရှိရင်တော့မြို့တစ်မြို့ အဖြစ်နဲ့သူတို့တတ်မှတ်ပြီးတော့အုပ်ချုပ်မယ်ဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်တာကိုတွေ့ရတယ်။နောက်တစ်ခုကအလားတူပဲနော် KIA နော် KIA တင်ပိတ်ထားတဲ့နေမြေတွေအများကြီးရှိတယ်။အဲ့ဒီနေရာတွေမှာသူတို့ကလည်းဖတ်ပုံတွေထုတ်ပေးနေတယ်။နော်အဲ့ဒီမှာဆိုလို့ရှိရင်တော့သူတို့တင်ပိတ်ထားတဲ့နေမြေတွေကကျွန်တော်တို့ competition မှာပန်ဝါလွဲကျဲချီဖွေပြီးလို့ရှိရင်တော့ solo shutdown အပြီးတော့ soprapon ရဲ့ engine ရန်ရဲ့ momo tambo မပင်းမပင်းရတော့ဒီဖက်မှာရှမ်းပြည်ဖက်မှာပေါ့နော်နောက်တစ်ခုကတော့ဖုံရန်လန်ဆဲပြီးလို့ရှိရင်ဖားကန်ပြီးလို့ရှိတော့မျိုးလှဒီနေရာတွေမှာဆိုလို့ရှိရင်တော့ဒီ KIO တင်ပိုက်ထားတဲ့နေရာတွေဖြစ်တယ်အဲ့ဒီနေရာတွေမှာအကုန်လုံးသူတို့ကမှတ်ပုံတင်တွေထုတ်ပေးနေတယ်ဆိုတဲ့ဟာကိုလည်းဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်အတိတ်ကတော့ MND တင်ပိုက်ထားတဲ့နေရာတွေမှာ MND ကအကုန်လုံးစီမံအုပ်ချုပ်နေပြီအခုချင်းပြည်နယ်မှာချင်းတွေအကုန်လုံးအုပ်ချုပ်နေပြီသူ့ဒေသလိုက်သူ့ဟာသူအုပ်ချုပ်နေတဲ့ ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့ရခိုင်မှာလည်းထုံနေလောက်အောင်ပဲသူတို့ပြင်ဆင်ထားပြီးပြီးနိုင်တွေပြည်နေတွေသူတို့ဖွဲ့စည်းတဲ့ဖွဲ့စည်းပြီးတော့သူတို့ဟာသူတို့အုတ်ချုပ်တဲ့ပုံစံမျိုးကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တဲ့ဆိုတော့ဒီနေ့ဂျွန်လ16ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ